လမလို့ညကြစ်လုံးရဲ့ဖြူလေးရဲ့ဒါမောင်ရဲ့ဂျူကြီးရဲ့ကျွန်တော်ရဲ့လာတာရင်ညဆိုမြင့်ဆက်ကိုသွားကြတယ်မဟုတ်လေဘုန်းကြီးเจ้าနောက်ဖက်ကချောင်းဆက်ကိုသွားကြတယ်ဘာရင်မဟုတ်ညဘက်ထမင်းစားပြီးကြတော့ဘာမှလည်းလုပ်စရာမရှိဘူးတခါတလေတော့ကြစ်လုံးနဲ့ဂျူကြီးကငားမြားတယ်သူတို့ငားမြားနေကျွန်တော်တို့ကကန်းဆက်မှာပက်လက်လှန်လှင်းရင်စကားပြောကြတယ် ြောတာကတော့အစုံပဲကဘာကြီးကဘာလို့လုံးနေရလဲလေးတော့ဖြစ်ရင်ကောလဲနေအောင်မလားဥဖို့ထွန်ကြီးကဘာလို့ချမ်းသာတာရောငငယ်ကမြို့မှာကြောင်းသွားတက်ဖူးလို့လားစကားပြောတယ်ဆိုတာကမိခွန်းထုတ်နေကြတာများတယ်အစားကြိုက်တဲ့တာမောင်ကတော့ဖုန်ကြီးပွဲကြစားလာရတာလေးကိုစမြုံပြန်တယ်တခါတလေတိုက်အုပ်ကဟက်ကောင်လေး လာစားကြကြီးလို့ခေါ်ကြွေးတာမျိုးဒီကောင်ကမြှောနေတာအဆောင်ကောင်ကောင်စားရအောင်ငါလဲဘူညံတို့လို့တိုက်အုပ်ဖြစ်အောင် လုံးမပဲလို့ပြောလေးရှိတယ်။အဲ့ဒီကြရင်ကျွန်တော်တို့ကသူ့ကိုဟာကြရောဖြူလေးကဟက်ကောင်တာမောင်ဘူညံကစာတက်တယ်ဟာမင်းတို့လေးတန်းမှာလေးနှစ်နေရတာမဟုတ်ဘူးလို့ပြောလေးရှိတယ်။တာမောင်ကဘယ်ခံမလဲငါလေးတန်းမှာနှစ်နှစ်ပါကွာ။ နှစ်နှစ်နေရတာငါပြစ်ကြည့်ပဲမဟုတ်ဘူးလေးတန်းကိုအစိုးရစက်လုတ်ပစ်လိုက်လို့လုတ်ပစ်လိုက်တဲ့လူတွေအပြစ်လဲပါတဲ့ဒီကောင်ကအဲ့ဒါလို့လေးတန်းမှာသာနှစ်နှစ်နေရတာညဏီညဏက်ကတော့အများသာဘသူကအစိုးရစက်လုတ်ပစ်လိုက်တာတုံးလို့ကျွန်တော်ကသူ့ကိုမေးကြည့်ဘူးလေသူ့ပြောတော့အစိုးရကလုတ်ပစ်တာတဲ့အဲ့ဒါလေသူ့ကိုသူတို့ဆရာဆရာမကြီးကပြောပြတာတဲ့အစိုးရက အစိုးရဆိုတာကလှုပ်ချင်ရအကုန်လုံးလို့ရတယ်အစိုးရရယ်ဆိုလို့အစိုးရလို့ခေါ်တာတဲ့ဒါတော့ဟုတ်မယ်မထင်ဘူးလို့ကျွန်တော်ကပြောတော့တာမောင်ကမေးတယ်ဘာလို့လဲတဲ့ဘာလို့လဲရမှာလဲအစိုးရကသာတကယ်အစိုးရရင်ဘာလို့လေးတန်းကိုအစိုးရစစ်လုပ်နေရမှာလဲအချိန်ကုန်ကကုန်တဲ့အစိုးရနေမှာတော့အလုံးလေးတန်းအောင်စီလို့လုပ်လိုက်လဲပြီးတာပဲ ဘလို့ဆိုရကစစ်လာစေးလာလုပ်နေရမှာလဲလို့တာမောင်ကကျွန်တော်ဖြေတာကိုသိတဲ့ဘောကြတယ်။ငါဆီယမ်မြိုင်နဲ့ပေါင်းပြီးလူတိုင်းအလိုလိုလေးတန်းအောင်တင်ကြအောင်အစိုးရစီစာရေးအောင်မယ်လို့ပြောတယ်။ဘရော့ရေတော့မသိဘူး။တခါတလေကျွန်တော်တို့မြစ်ဘက်ကိုလာရင်ကျန်းစာတင်ကျောင်းဝင်းထဲကဖြတ်လာတဲ့အခါတရားဟောဆရာကိုမြဟန်ကြီးနဲ့တွေ့တတ်တယ်။အမှန်တော့ဦးမြဟန်ပေါ့။အလုံးကကိုမြဟန်ကြီးလို့ပဲခေါ်တော့နှုတ်ကြိုးနေကြတယ်။ ကျွန်တော်တို့ကလည်းကိုမြဟန်ကြီးပဲခေါ်ကြတော့တယ်။ကိုမြဟန်ကြီးကတော့ပြုံးပြုံးပဲဘလို့ခေါ်ခေါ်တိတ်ဖွေးမယူ။သူကဂလန်ဂလာကြီးရဲ့စာဖြူဆိုသလားစာနီဆိုသလားပဲ။ကျောင်းဆရာကြီးဦးဝေးမောင်တို့လူတိုက်ကအဲ့ဒါလို့ခေါ်တယ်။ကျွန်တော်တို့ကတော့ဘယ်သိမှာလဲ။ကြားဘူးတာကပေါင်မာစာနဲ့ချက်မာစာဖြူမလုတ်ဖဲနဲ့ကြွယ်မဲ့သူဆိုတာမဟုတ်ကမှလွဲကြော။ ကိုပြားဟန်ကြီးချက်မှာစာဖြူရှိလို့ဖြစ်မယ်။သူကဘာမှမလုပ်ပဲတနင်္ဂနွေမနက်တိုင်းဆိုရင်သူ့ဖះเจ้าဆိုသလားကျန်းစာတင်တိုက်ဆိုသလားထဲမှာတရားဟောတဲ့အဲ့ဒါပဲသူလုပ်တာ။တရားဟောရဲဆိုတာကဘာမှချွေးထွန်းအောင်လုပ်တာမှမဟုတ်ပဲ။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေကသူ့ကိုခင်တယ်သူနဲ့တွေ့ကောင်ကလေးတွေလာကြဘစ်ကုတ်မုံလာစားကြကြီးလို့ခေါ်ကြွေးတတ်တယ်။ကောင်းတော့အကောင်းသား ဘိမ့်မုံလိုခေါမုံလိုမုံပြားတလက်တို့လိုမျိုးမဟုတ်ဘူးပိုပြီးအရသာရှိတယ်။တချို့ဘီစကော့ကစိတ်နှုတ်နဲ့လောက်တာဆိုပဲစားမဲ့တာစားတယ်။တာမောင်ကမေးသေးတာ။ကိုမြဟန်ကြီးခမြဘီစကော့ဆိုတာ၄စွန်းတော်ကြတွေလားတဲ့။စွန်းတော်ကြနတ်တင်ကန်သေးကန်မိန်နေဗျ။ကျုပ်ကအဲ့ဒါမျိုးမစားဘူး။ဖုန်နှိပ်တတ်တဲ့ ဘဘဲမောင်တင့်တယ်တောင်အဲ့ဒါနဲ့ခံသွားရတာလို့ကြောက်ကြားမှုတယ်လို့ပြောသေးတယ်။ကိုမြဟန်ကြီးကတော့ရည်ရယ်။ငါ့ကိုလက်ဆောင်ပေးထားတာတွေပါကွာလို့ပြောကမှတာမောင်ကစားတယ်။ကျွန်တော်ကတာမောင်ကိုပြောရသေးတယ်။အလကားရတယ်နော်တော့ဖဲမကြည့်ရဘူးဆိုတာမင်းမကြားဘူးလားလို့ဒီကောင်ကဘာပြန်ဖြေတယ်မှတ်လဲ။ကြတော့ကြားဘူးတဲ့။ဘာလို့တော့ဖဲမကြည့်ရတာရော။တော့ကနွားမှဘာများအတုံးကြလို့ရောဟာလို့ပြန်မိတယ်။ ဒီလောက်ထိတော့ကျွန်တော်လည်းဘယ်သိမှာတော့လူကြီးတွေပြောတာပဲကြားဘူးတာလူကြီးတွေကဖဲကြည့်တတ်ပုံရတယ်ဖဲမကြည့်ရတဲ့အပိုင်းကဘသူကမှရှင်းမပြဘူးပဲတခါတလေတော့ကိုမြဟန်ကြီးရဲ့ကျန်းစာတင်ကြောင်းဆိုတာကလေးမှပွဲလန်းတွေလုပ်တယ်အဲ့ဒီအခါမျိုးကြရင်သူကတင်နိုင်ကြီးဝတ်ပြီးတောက်ချာတွေပါတွေစောင်းတာလက်ထဲကတောင်ဝေးထိတ်ောက်ကြီးလည်းကင်သေးတာကျွန်တော်တို့ကအပြင်နားကနေခြောက်ကြည့်ကြရတယ် ူတို့တွေလုံးဝမရွတ်တတ်ပဲရွတ်ဖက်ပြီးရင်သူ့လူတွေကအာမင်းလို့ရွတ်ကြတယ်အာမင်းဆိုတာဘာလဲလို့ဆရာကြီးဦးဝေးမောင်မေးကြည့်တော့အာတယ်ဆိုတာလေများတာပဲမင်းဆိုတာကလူးလို့ပြောတာတဲ့မြားဟန်ကြီးပြောတာဆိုတာကိုသဘောကျကြလို့လေများတဲ့လူးလို့သူ့ကိုအတုသူ့ကိုအယူအဆအရဂုံပြုတ်ကြတာတဲ့ဟုတ်လောက်တယ် ဆရာကြီးဦးအိမ်မောင်နဲ့သူ့ညီဦးလောင်မောင်ဆိုတာကပြည်ဆရာကြီးဦးဘေစာအောင်နဲ့အင်္ဂလိပ်စာကိုကန်းကုံအောင်တက်တာလို့ပြောကြတာကြားဘူးတယ်။ဝေလမင်းသားတိုင်ခမ်းလှဲ့လေလာတော့ငါတို့နှစ်ယောက်စလုံးနှာစည်းချောင်းစိုးဖြစ်နေလို့တော့မတွေ့လိုက်ရတာဆိုပဲ။ရုတ်ဖတ်လို့ပြီးလို့ပြန်ကြတဲ့အခါကိုမြဟန်ကြီးကစန်းစာတင်ကြောင်းထိတ်ကနေမတက်ရက်ပြီးလူတိုင်းကိုလက်ဆွဲနှုတ်ဆက်လေးရှိတယ်။လူကုံသွားလို့ရစ်တီရစ်တီလုံနေတယ်ကျွန်တော်တို့ကိုတွေ့ရင် ကောင်းလေးတွေလာကြဒီနေ့တိမှုစားရမယ်လို့ပြောပြီးကျွန်တော်တို့ခေါ်သွားလေရှိတယ်အဲ့ဒါလေသူ့မိမကြီးထွက်မလာနဲ့စားကြရတာသူ့မိမကြီးကကျွန်တော်တို့တွေ့တယ်ဆိုတာနဲ့တိန်နာကောင်းလေးတွေဒီမှာဘာလုပ်နေကြရလဲလို့ကြိမ်းတော့တာပဲကြစ်လုံးများဆိုရင်ကိုများဟန်ကြီးမိမကိုကြောက်လိုက်တာများဖင်တုံးနေရပဲဟိုဘက်ကဆယ်ရွာတကြီးသားဝင်းဖေဆိုရင်တခုမှတ်လို့ဆိုပြီးဂုတ်ကဆွဲအိမ်သားမတော့ခတ်ထားတာတဲ့ရွာရဲ့မိမတွေကတော့သူ့ ရွာသူလိုလိုအနောက်ဆုံးလိုလိုပြောတတ်တယ်။ဟုတ်မဟုတ်တော့မသိဘူး။တန်ပြေကြီးနဲ့អော်တက်တာတော့အမှန်ပဲ။သူ့နေငူတော့អော်ဟဲဟဲဟဲလောက်တဲ့မိမကြီး။အဲ့ဒီနေ့ညနေဘက်ကတော့ကျွန်တော်တို့တိုက်ဘာလုပ်ကြရမှန်းမသိဘူး။ဂျူကြီးကပဲပြောတယ်။ဘုန်းကြီးចောင်းနောက်ဘက်ကချောင်းဆက်သွားကြရအောင်နဲ့။လာမိုင်ညာဆိုတော့ငားမြလို့ကောင်းတဲ့။ဒီကောင်ကငားမြကောင်းတယ်။ ငားရရင်ချောင်းဆက်တင်မိဖုတ်စားကြတာငားများမှဖြင့်မြင့်ပတ်သွားချီရအောင်လို့ဖြူလေးကပြောတယ်ဒီကောင်ကတွေးခေါ်ရှိတယ်တာမောင်လို့မဟုတ်ဘူးဒီတော့တာမောင်ကဘာလို့လဲလို့မေးတယ်ဟတ်ကောင်ကတုံးရဲ့လို့ဖြူလေးကခေါ်လိုက်ရင်ပြောတယ်ချောင်းဆိုတာရေနေတယ်ရေနေရင်ငားနေတယ်ဒီလောက်မှမင်းမတွေးတတ်ဘူးလားလူဘိန်းတွေးမှမင်းမတွေးတတ်ဘူးလားလို့ပြောတယ် ဒီတော့တာမောင်ကဘယ်ခံမလဲလူဘိန်တွေးမတွေးတတ်ဘူးငါကလူဘိန်မဟုတ်ဘူးမင်းလိုအလကားကောင်းနေတာလူဘိန်လို့တွေးကြတာလို့ပြန်ပတ်တယ်ဖြူလေးကပြန်ပြောမယ်လို့တော့စိတ်လုံးကဖြတ်မိတယ်လူဘိန်ဆိုတာကဘလို့လူမျိုးလဲတဲ့တာမောင်ကဖြူလေးကိုလက်ညှိုးထိုးလိုက်အဲ့တလူကောင်းကိုလူဘိန်လို့ခေါ်တယ်တွေးဆိုအလကားပဲတင်းတွေးတယ်လို့တွေးတယ်တွေးဆိုအလကားပဲတင်းတွေးတယ်လို့ပဲတွေးတယ် ရေနှဲရင်ငားနှဲမယ်တဲ့အဲ့ဒါလိုအလွယ်တွေးတဲ့လူဟာလူဘိမ့်မယ်ငါအဲ့ဒီထဲမပါဘူးလို့ပြောတယ်မင်းကမင်းကိုမင်းလူတော်လို့များထင်းနေသလားလို့ကြစ်လွန်အောင်ထပ်ပြီးမေးပြန်တယ်ငါကိုငါဘာမှမထင်ဘူးတော်တာမတော်တာလည်းအရေးမကြီးဘူးဒါပေမဲ့လူဘိမ့်ဆိုတာတွေထဲတော့ငါမပါချင်ဘူးလူဘိမ့်လို့တွေးရင်တော့လူဘိမ့်နဲ့ကနေမှာပဲလို့တာမာပြန်တွေ့တယ်ဒီကောင်ကအဲ့ဒါလိုမျိုးသူပြောတာလည်းဟုတ်တုတ်တုတ်ရဲ့ကျွန်တော်ကပဲ တော်ကြကွာလို့ပြောပြီးတားလိုက်ရတယ်။မြစ်ပတ်ပဲသွားကြရအောင်။လာမိုင်ညာဆိုတော့တောင်ခုံပေါ်မှာအိတ်လိုကောင်းတကွာလို့ပြောလိုက်တယ်။ဖြူလေးကလာတတာမှာတောင်ခုံပေါ်လှဲရင်စိတ်ကူးရင်လိုကောင်းတာကွာလို့ဝင်ပြောတယ်။ဒီတော့တာမောင်ကဖြတ်ပြောပြန်တယ်။တွေ့လား။စိတ်ကူးရင်လိုကောင်းတဲ့လို့ပြောတာ။စိတ်ကူးရင်လေဆိုတာလူဘိန်းနေလို့တာ။လူတော်ရီကမှငါ့လိုတွေးတတ်တာတဲ့။ဟက်ကောင်တော်ပြီလို့ကျွန်တော်ကမန်လိုက်ရသေးတယ်။ ဒီလိုနဲ့ကျွန်တော်တို့မြစ်ဘက်ကိုထွက်လာကြတယ်ဖြက်လန်းကသွားမလို့ပဲတာမောင်ကချောင်းယုံတိုင်လိုက်ကြရအောင်ကွာလို့ဆိုရနဲ့ဘူညံចောင်းဘက်စီကိုထွက်လာကြတယ်ចောင်းဝင်းရဲ့နောက်ဘက်စီမှာချောင်းကလေးရှိရယ်ချောင်းယုံတိုင်လိုက်သွားရင်မြစ်ဆက်ရောက်တာပဲဘူညံနဲ့တိုးချင်အောင်တိုးနေအောင်မလို့ကြစ်လုံးရဲ့သတိပေးသံထွက်လာတယ်ပူညာကခုလိုအချိန်ဆိုចောင်းဝင်းပြင်ပထွက်ပြီးဇင်းညံလျှောက်တတ်တယ် တခါတလေတော့ဇင်းညံလျှောက်ပြီးရင်ချောင်းဆက်ဖြားထိတ်ကဂမူကလေးပေါ်မှာအတော်ကြာအောင် ထိုင်းနေတတ်သေးတယ်။ပူညံကဇင်းညံလျှောက်ရင်24ပစ္စည်းချတတ်တယ်တဲ့လို့တချို့ကပြောတကွာလို့ဂျင်လုံးကထပ်ပြောတယ်။ဘာပစ္စည်းတွေလဲလို့လှဲ့မေး။စကားနဲ့တဲ့ဂျူကြီးကငါကြောက်ဘူးတာပြောမယ်နော်။ဟုတ်မဟုတ်တော့မသိဘူးလို့စကားခံလိုက်ပြီးခောက်ဆွဲဆိုင်ကအာစိန်ကြီးကပူညံ24ပစ္စည်းချတာပြောဘူးတယ်။ဟဲ့လူပြစ်မယ်နော်။ အားရပါရပြစ်မယ်နော်လို့ရွတ်တာတဲ့အဲ့ဒီအတန်ကြားတာ ਨੇ ဂျဘိုးတခိုးတွေလာရောတဲ့တာမောင်ကတော့အဟုတ်များထင်သလားမသိဘူးကျွန်တော်တို့ကတော့ဝါကနေအတန်ထွက်အောင်ရည်လိုက်မိတယ်ခင်ရိုးကလေးကြော်ပြီးကွေတက်လိုက်တာ ਨੇ ဖုန်ကြီး ਨੇ တန်းတူတော့တာပဲမြစ်ဆုံတုံးကြီးတုံးပေါ်မှာထိုင်ရင်မြစ်ဘက်ကြည့်နေမြစ်ထဲစီမှာတော့လေကလေးတွေစီကမီးရောင်တချို့တွေ့နေရတယ် ကောင်လေးတွေပဲတော့လို့ဘုန်းကြီးကမေးပြီးကျွန်တော်တို့ကမဖြေရသေးခင် သူ့ဘာသာပဲထပ်မေးတယ်။မြစ်ဆက်စီလားတဲ့။ပေါင်ကြီးမေးရဲကွာလို့ဘာမှတည်တည်ကြကြအတိတ်ပဲမပေါက်တဲ့စကားထပ်ပြောတယ်။တင်ပါလို့ကျွန်တော်တို့ကဖြေလိုက်တယ်။တာမောင်ကတော့လေးတန်းမှသာတက်နေတာစကားကတော့တွက်တယ်။ဘုန်းကြီးကနည်းနည်းကလေးလင်းလာအောင်ဖန်ဆင်းပေးပါလားတဲ့။ ဖုန်ကြီးစီကဟဲဟဲလို့ရေတံထွက်လာတယ်။ကျွန်တော်ကလည်းဖုန်ကြီးရှိနာစီထိုင်ပြီးဥချလိုက်ကြတယ်။ဒီတော့ဖုန်ကြီးကပြောတယ်။လင်းနေမှောင်နေဆိုတာငါကဖန်ဆင်းလို့မရဘူးဟာတဲ့။ငါကဖုန်ကြီးမျက်လဲစရာမဟုတ်ဘူးလို့ထပ်ပြောတယ်။ဖုန်ကြီးမှာဘာတကူမှမရှိဘူးလားလို့တာမောင်ကထပ်မေးပြန်တယ်။ငါမှဘာတကူရှိရမှာလဲတာမောင်ရဲ့လို့ဘုံညာပြန်မေးတယ်။ဘုံညာကကျွန်တော်တို့လူတိုက်ပေါ်စိတ်ရှိတယ်။ ဖေတို့ပြောတာကြားဘူးတယ်။ဖုန်ကြီးကတကြီးတွေစိတ်အင်ကောင်းတွေကိုသာကျိန်းတာ။သူ့တပည့်တွေအပေါ်ဆိုရင်တိတ်ကောင်းတာတဲ့။ကျွန်တော်တို့ကလည်းဖုန်ကြီးခိုင်းရင်မငင်းကြအောင်။ဖုန်ကြီးပြောတာကိုတာမောင်ကတော့တိတ်သဘောမကျအောင်။မကြဆိုတာမောင်ဆိုတဲ့ကောင်ကအနေနဲ့မေးစရာရှိရဲ့။ဒါကြောင့်မတိမေမစင်စေးဆိုတဲ့စကားကိုจิตလုံးကပြင်ပြီးပြောလေးရှိရဲ့မတိမေမစင်တာမောင်စားတဲ့ တောင်ပေါင်းကမကြိုက်လို့ဆဲလဲဆဲဆဲပဲကြစ်လုံးကတော့ကြစ်လုံးကတော့သူမနိုင်ဘူးဖုန်ကြီးတကယ်ပဲဖုန်ကြီးမှာဘာတကူမှမရှိဘူးလားလို့ကြစ်လုံးကဝင်မေးတယ်ဖုန်ကြီးစီကဟဲဟဲဆိုရဲရေတံကအရင်ထွက်လာတယ်ငါပြောပြီးပါပါကောဖုန်ကြီးဆိုတာကမျက်လဲเสียလို့ပျောက်စီเสียလို့မျိုးမဟုတ်ဘူးငါတို့ကတန်တရာကလွတ်မြောက်ရလွတ်မြောက်ကြောင်းလုံနေတာလွတ်မြောက်ခြင်းတဲ့လူတွေကိုလည်းလမ်းညွှန်နိုင်ညွှန်ကြတာ ဒါဗီဒီလွတ်မြောက်ခြင်းနဲ့လူကတော့သူ့ဘာသာကျင့်ရတယ်။ငါတို့ဘုန်းကြီးများကဝင်းပြီးကျင့်မပေးနိုင်ဘူးလို့ပြောတယ်။ကျွန်တော်တို့လူတိုက်ဘာမှပြန်မပြောကြအောင်။ဂျိုကြီးကတော့သွားကြစို့ဆိုတဲ့သဘောနဲ့ကျွန်တော်ကိုတထောင်နဲ့အသာတွက်တယ်။အဲ့ဒီတော့ဘူညာကထပ်ပြောပြန်တယ်။တာမောင်တကောင်စာမွေးပွဲအောင်မို့ငါကစာချက်ပေးလို့မရဘူး။သူ့ဘာသာစာချက်ရမှာ။တောက်ရည်အိုးကိုရေဖြည့်ပေးုံနဲ့ကျောင်းမှာရေနံဝိုင်းတုပ်ပေးုံနဲ့လဲစာမွေးပွဲမအောင်ဘူး။ ငါကလည်းအောင်အောင်လုပ်ပေးလို့မရဘူးငါတို့ဖះကိုရောမျက်ကြီးတောင်သူ့ဘာသာကြင်ကြံအားထုတ်သွားရတာတဲ့လူတယောက်အသက်ရှင်နေတာသူ့အတွက်ပဲသူ့ဘာသာအသက်ရှင်ဖို့သူ့ဘာသာရှူရတာတဲ့နောက်တော့ဘုံကြီးလဲထိုင်ရာကထသွားတယ်အေးအေးသွားကြတော့မောင်ကြီးမဲကြီးရဲ့မွေးပါကဲမတတိထားကြဖို့ပြောတယ်အဲ့ဒီတုန်းတာမောင်ကဘုံကြီးရဟုတ်ဟုတ်မဟုတ်ဟုတ်တကိုးရှိအောင်တော့လှုပ်ဆန်းပါ ဒါမှအမှောင်နာကလေးလင်းအောင်လုပ်နိုင်မှာလို့ပြန်ပြောတယ်။ဘုန်းကြီးကចောင်းပတ်သွားတော့မယ်လို့ခြေလမ်းပြင်းနေရကဟက်ကောင်တာမောင်းလို့ခေါ်လိုက်ပြီးပါခေါ်လိုက်ပြီးငါပြောပြီးပါဗကောငါတို့ဘုန်းကြီးများဟာတကိုးကြီးအောင်ကြင်ကြံနေတာမဟုတ်ဘူးလွတ်မြောက်ရာလွတ်မြောက်ကြောင်ကြင်ကြံနေတာတို့များကိုကျင့်တရားကလေးနဲ့ကိုနေနေပြီတဲ့ရက်နဲ့ရွာနဲ့မကင်းတော့ငါတို့နိုင်တာကလေးပဲလောက်ကြရတယ် ပြေနိုင်တာကလေးတွေဖြေးပေးရတယ်ကျေနိုင်တာကလေးတွေခြေပေးရတယ်ဆိုရုံပဲမိညွန့်ကိုချိုးပေးရတာတိုးပေးရတာမဟုတ်ဘူးလူလူချင်းရံမများဖို့အမှန်တရားလေးတွေပြပေးရတယ်ဆိုရုံပဲလို့အရှိကြီးပြောတယ်ပြီးတော့ငါတို့ဖះကိုရောမျက်ကြီးဟာပျောက်စီစရာမဟုတ်ဘူးကိုရိုင်းကိုကြာကျင့်ကြံရတာလို့ပြောပြီးကြောင်ပတ်စီလှဲလိုက်တယ်ကျွန်တော်တို့လည်းထိုင်ရထားလိုက်ကြတယ်ဖုန်ကြီးကခြေလန်းစာလန်းပြီးရက်လိုက်တယ် ကျွန်တော်တို့ဘက်ကြည့်ရင်ပြုံးနေရကမင်းတို့အားတဲ့အခါမြဟန်ကြီးစီသွားမေးသူတို့ဖျားသခင်ကအရာရာကိုဖန်ဆင်းတာလင်းလာမှောင်တာလေသူဖန်ဆင်းတာပဲဒီတော့မြဟန်ကြီးမှလင်းအောင်မှောင် လုပ်တဲ့နည်းရှိလိမ့်မယ်လို့ပြောပြီးချောင်းပတ်စီလျှောက်ထွက်သွားရောကျွန်တော်တို့လည်းမြက်ပတ်စီထွက်လာခဲ့ကြတယ်အဲ့ဒီညအတော့မှောင်လာတကယ်တော့မိုးချုပ်လာသေးတာမဟုတ်ဘူးတိမ်ရှိလို့ကောင်းငယ်မှာဘာမှကိုမတွေ့ရအောင် ဖြူလေးကပြောတယ်။သူမီးဖို့ချာရအောင်နဲ့ဘယ်မလဲမီးကျလို့ကျွန်တော်ကမီးတော့လှေထဲမှာမီးကျညှက်ထားရစ်တက်တယ်လို့သူကဖြေရယ်။ဒါပြီးတဲ့မြစ်ဆက်မှာလှေတစ်စင်းပဲရှိရယ်။ဝမ်းပေါက်လို့မှောက်ထားတယ်လေ။ဆက်ချောင်းကိုကျိုးပြန်ထည့်ပြီး ပွဲရက်နဲ့ဖာမဲလို့မှောက်ထားတဲ့လေ။ကျွန်တော်ကလှေကိုလက်ညှိုးထိုးပြလိုက်ပြီးအဲ့ဒီလှေတဲတော့ဘာမှရှိမှာမဟုတ်ဘူးလို့ပြောလိုက်တယ်။ အေးဆိုတဲ့အတန်ဖြူလေးစီကထွက်လာတယ်။စိတ်ပြတ်သွားပုံရတယ်။လာပါကွာ။မှောင်လဲမှောင်တဲ့အလျောက်ပဲလို့ကျွန်တော်ကပြောလိုက်နေရယ်။နောက်တော့ဂျိုကြီးနဲ့ကြစ်လုံးကခုလိုမှောင်ထဲမှာတက်ရည်ရှိနေတော့လက်ထွန်ပြစ်တဲ့မပြစ်တဲ့ငင်းနေကြတာကိုကျွန်တော်တို့ကရက်ပြီးနားထောင်နေမိကြတယ်။ဂျိုကြီးကတော့ငားများနေရတာကိုကြိုက်တဲ့လူမျိုး။သူ့မှာနိုင်လုံးကျိုးမျိုးစုံရှိတယ်။နောက်တော့ကြစ်လုံးကဝါးတန်ရှာပြီး ဝါရံမှာကျိုးတက်မြားတယ်။ဂျူကြီးကတော့ရေဆက်ဆက်ကကြောက်ကမူလေးပေါ်ကနေလက်ထုံမဲပြစ်မယ်လို့သဘောတူသွားကြတယ်။ဒီတော့တာမောင်ကတခုံးဝင်ပြောတယ်။အစကတည်းကကိုကြိုက်တာကိုလှုပ်ဖို့သဘောတူထားရင်ခုလိုအချိန်အချိန်ကုန်ခံငင်းနေစရာမလိုဘူးတဲ့။ဒီကောင်ပြောတာဟုတ်ကောင်းဟုတ်မယ်။လေးတန်းကိုတစ်နှစ်တည်းနဲ့မအောင်နိုင်ခဲ့တဲ့ကောင်ကပြောတယ်ဆိုတော့လေတိတ်လက်မခံနိုင်ရအောင်။ငါလက်ခွေးတယ်မှာပဲလို့ ကျွန်တော်ကတာမောင်းကိုလှဲ့ကြည့်ပြီးငေါက်လိုက်ပြီးရေဘာလို့အဲ့ဒါလို့ငေါက်မိမှန်းတော့အသေးချာမသိဘူးငေါက်လိုက်ရရင်ပေါ့သွားတော့အမှန်ပဲလူတွေကိုငေါက်ရတာရတာတော့ရှိတာတာမောင်းကဦးကြောင်ကြောင်နဲ့ကျွန်တော်ကိုကြည့်နေကျွန်တော်ကလှဲ့ထွက်လာတော့သူ့စီကမကြတကြနဲ့ပြောလိုက်တန်ကြားရတယ်တေးချင်းစိုးလူမှန်ရင်ငေါက်စရာရေးကြည့်ပဲလို့ထင်နေတဲ့အကောင်နဲ့ငေါက်တယ်ဆိုတာကလည်းငေါက်ခံတဲ့လူရှိအောင်မှလူတိုင်းတော့သွားပြီးငေါက်လို့ရတာမျိုးမဟုတ်ဘူး ဂျိုကြီးတို့ငားများနေကြတော့ကျွန်တော်တို့တောင်ဆက်မှာထိုင်းပြီးတော့ပြောတောင်မျိုးပြောနေကြရင်ဖြူလေးကမောင်လုံးနေကွာလို့ပြောတယ်။ဒီကောင်ကတရေပေါ်နေတယ်။မောင်ရင်ကြောက်တယ်။လူထူထူတည်းရမယ်အတမ်းမထွက်အောင်။ဒါပေမဲ့အင်မအင်မတန်ကပောက်တိကပောက်ချာပြောတတ်တဲ့ကောင်။တကြိမ်မကပြောလာတော့တာမောင်ကနားကလောလာပုံရတယ်။မောင်တို့မင်းကဘာလုပ်ချင်လို့။ဘူညာကပြောတာပဲ။လင်းနာမောင်နာဘသူမှတတ်နိုင်တာမဟုတ်ဘူးရဲ့လို့တာမောင်ကပြောတယ်။ ဖြူလေးရချက်ချင်းတော့ဘာမှပြန်မပြောဘူးအတော်ကလေးကြာလာမှကုမြဟန်ကြီးစီသွားရအောင်လို့ပြောတော့ကျွန်တော်ကမလုပ်ဖို့လေကုမြဟန်ကြီးခြံထဲကကြက်ခိုးမလို့လားလို့မေးလိုက်တယ်ဖြူလေးလားကြက်ခိုးရဲမှာကျွန်တော်တိတာပဲဒီကောင်ဘသူတင်ပေးလိုက်မှန်းတော့မသိဘူးအစားစားတာတော့အစိတ်ခက်မခံရအောင်လို့ဆိုပြီးတံပုတ်တွေရုပ်ပြီးမှစားတဲ့ကောင်သူကချက်ချင်းပဲပြန်ပြောတယ်ဘုံညာကပြောတာပဲမင်းတို့ကုမြဟန်ကြီးစီသွားမေးလို့ ခုံကြီးကအလကားတော့မပြောဘူးကွာတို့ကိုမတိမတာအကြံပေးသွားတာဖြစ်မယ်လို့ပြောတယ်။ကောင်းသားလို့တာမောင်ကပြောတယ်။ဘာလို့တုံးလို့ပဲကျွန်တော်ကမေးလိုက်မိပြန်လဲ။ဒီမှာမောင်ကြီးတဲ့ထိုင်းနေကြရတာထက်ဆိုင်ကိုမြဟန်ကြီးစီသွားပြီးလေးပြရတာကနေအောင်မလို့တာမောင်ကပြောတယ်။ဟုတ်တော့ဟုတ်တယ်။ကိုမြဟန်ကြီးနဲ့စကားပြောရတာကရီဖို့လဲကောင်းတယ်။ဆရာကြီးဦးဝေးမောင်တို့ပြောတဲ့လေများတဲ့လူဆိုတာကအရေးချင်းတစ်ခုပဲလေ။ လေများတယ်ဆိုတာကလည်းအကြောင်းဆုံးသိအောင်မှာဒါဖြင့်သွားစိုးလို့ကျွန်တော်ကပြောရင်းထားလိုက်တယ်။ဂျူအီတို့ကိုလှမ်းအောင်ပြီးငါတို့ဆုံးတောက်တာသွားကြည့်မလို့လို့ပြောလိုက်တော့သူတို့ဟားတယ်။ဖြူလေးကတော့ခုခါမှကိုမြဟန်ကြီးမိမကိုတတိယသွားပုံရတော့တို့သွားလို့ဖြစ်ပါမလားလို့မရေတရေမေးတယ်။ခြေလန်းတုံသွားတယ်။ဒီတော့တာမောင်ကပြောတယ်။ဟက်ကောင်မင်းမဲစားတာခုသွားမယ်လောက်ခါမှမပြောင်းနဲ့။တခုခုဆုံးဖြတ်ချက်ချရဲဆိုတာ อีปอกตโลเวอีมาอีมวยไม่ရှိอูนันน่อนันมายีเวเนเนนันนาเนเมียๆนันนาเวกว่าเมเดตุ่ยล่ะตาม้องสู่เรอกองอ่ะเลดั้นมาနှစ်ချဲမပေါက်ပြီလို့ပဲကိုမြဟန်ကြီးတို့ဝင်းနာစီရောက်တာနဲ့အိမ်ရှိစီကကွက်လက်စီမှာလက်ဆွဲမိအိမ်ဘေးနာစီချပြီးထိုင်နေတဲ့ကိုမြဟန်ကြီးကိုလှမ်းတွေ့ရတယ်။ညဘက်စီဆိုရင်သူကအဲ့ဒလိုထိုင်တတ်တယ်။သူ့အိမ်ရှိကတလင်းဆက်မှာတစ်သားကလက်ထိုင်ကြီးတစ်လုံးရှိတယ်။ ခွင်းချောင်းကလကားရတဲ့တတူသစ္စာတွေနဲ့လက်သမားဆရာကိုအောင်စိန်လုတ်ပေးထားတဲ့ပလက်ကလက်ထိုင်လိုတယောက်ထိုင်ခုံကြီးတစ်လုံးရှိတယ်။ကိုမြဟန်ညာအဲ့ဒီမှာအကျန်းအိုးတစ်လုံးနဲ့ထိုင်ပြီးစိန်ခံလေးရှိရာစိန်ခံတယ်လို့ပြောရတာက तू ကအကျန်းအိုးထဲမှာမွန်ရှိုင်းဆိုတဲ့အဖန်ကြီးထည့်တောက်ပြီးစိန်ခံတက်လို့ပဲ။တခါတော့ကတညာဘက်သူ့စီလာကြတော့ချစ်လုံးကမေးဘူးတယ်။ကိုမြဟန်ကြီးခမရတောက်တဲ့အကျန်းကြီးကအခိုးမထွက်ပါလားလို့ဆိုတော့ ဒါကမွန်ရှိုင်းလို့ခေါ်တယ်လို့သူကဖြေတယ်။မွန်ရှိုင်းဆိုတာကဘာတုံးဆိုတော့မွန်ဆိုတာကလရှိုင်းဆိုတာတာတာမွန်ရှိုင်းဆိုတာကလရိတ်ကလေးနဲ့အရသာခံတောက်တဲ့အဖန်ကြီးပဲ။ဒီညတော့ဖြင့်ဘာလာမှမရှိပဲလက်ဆွဲမြင့်အလင်းရောင်နဲ့အရသာခံနေပုံပဲ။အဝေးကလေးကကျွန်တော်တို့ကမြင်မိတဲ့သူကတော့ကျွန်တော်တို့အနီးကလေးနီးကမှအတော်ကလေးနီးကမှမြင်ပုံရတယ်။ ကောင်းလေးတွေမိုးချုပ်ပါဘကောဟာလို့လှမ်းပြောတယ်။ဟုတ်တယ်ဗျို့ခမရကိုမေးစရာရှိလို့လို့တာမောင်ကအရင်ဖြေတယ်။ထိုင်ကြလေကွာ။သူကပြောပြီးတဲ့မထိုင်တော့ဘူးဗျာလို့ကျွန်တော်ကပဲပြောလိုက်တယ်။လာတာတာညတွေမှာကိုမြဟန်ကြီးစီလာပြီးကျွန်တော်တို့ပုံနာထောင်တက်ကြပါရယ်။သူကပုံပြောလဲကောင်းတယ်။ဒီညတော့မင်းတို့ကိုကြွေးစရာဘာမှမရှိဘူးလို့သူကပြောတယ်။ကျွန်တော်တို့လည်းမစားပါဘူးလို့ဖြူလေးကဖြေးပြီးကျွန်တော်တို့မြစ်ဆက်ကလာတာတိတ်မှောင်တာပဲ။ ခမရလင်းအောင်လုံမပေးနိုင်ဘူးလားဘူညာပြောတယ်ခမရတို့ဖះကဖန်ဆင်းပေးနိုင်တယ်ဆိုလို့ဖြူလေးကတမ်းပြီးပြောချလိုက်တယ်ဟေးလို့ကိုမရဟန်ကြီးစီကအတန်းထွက်လာတယ်ကလထိုင်နောက်ကျောကိုမှီးနေရကရှေ့ဘက်ကိုငိုက်လိုက်တယ်ဟဲဟဲလို့သူ့ထုံးစံအတိုင်းကြီးလိုက်တယ်မင်းတို့ဘုံကြီးကတော့အတော်နောက်တက်တယ်လို့ပြောပြီးဒီလိုလောက်กว่าလို့သူကပြောတယ်ကျွန်တော်လည်းသူ့စီရစကားကိုမျောနေမိတယ်ဟော ဟိုကတဲကြီးမြင်လားလို့သူ့ဝင်းဆက်ကတဲကြီးကိုလက်ညှိုးညွန်းတယ်။အဲ့ဒီတဲကြီးထဲမှာလိုအပ်မယ့်ငါးစုထားတဲ့လကလေးနှလုံးရှိတယ်။ခတ်သေးသေးတလုံးကမင်းတို့လူတိုက်အတွက်အတော်ပဲ။ငါပစိုးအဟောင်းနဲ့အုပ်ထားတယ်။အောက်မှာကြိုးတက်ထားတယ်။ဘိုးပြန်ဘူးကောင်းလို့ပဲ။အตาဆွဲသွားရုံပဲ။မြစ်ဆက်ရောက်တော့မှပစိုးဟောင်းကိုဖယ်လိုက်။လအတိုင်းလင်းလာလိမ့်မယ်လို့ပြောတယ်။ဟုတ်ကလားလို့တာမောင်ကမေးတယ်။ ဟုတ်ပါတယ်ကွာလို့ကိုမြဟန်ကြီးကဖြေးပြီးအဲ့ဒီတဲကြီးတဲဝင်တော့တတိထားငါတရိတ်ဆန်ကလေးတွေလည်းစုတ်ထားတယ်အထီးအမအစုံလိုက်ပဲလို့ဆက်ပြောတယ်ဘာလို့ဖို့ရုံလို့ဖြူလေးရမေးတော့ကဘာကြီးရေရှမ်းတဲ့ခါမျိုးဆက်ပြက်မသွားအောင်လှေနဲ့တင်ပြီးသွားဖို့ပဲလို့ကိုမြဟန်ကြီးကဖြေးတော့ဘယ်မရောဦးမြခမားလေးလို့တာမောင်ကမေးပြန်တယ်လက်သမားအောင်စိန်အားတဲ့ခါဆက်ပေးမယ်လို့ဖြေးပြီးကိုင်းသွားယူကြည့် ပြီးရင်အဲ့ဒီထဲမှာပြန်ထားလိုက်ဟုတ်ပလားလို့ကိုမြဟန်ကြီးကပြောရင်လာတာတာမှာအရသာခံရတဲ့အရေးကလေးတစ်ချိုက်တောက်လိုက်တယ်။တဲကြီးထဲမှာသူပြောတဲ့အတိုင်းပဲတရိတ်ဆန်အဖိုမတွဲစီရှိတယ်။တဲကြီးတောင်ဆုံးမှာလာနှလုံးမိုးပြန်ပူပေါင်းလို့ပဲအောက်ကနေကျိုးနဲ့ချီထားတယ်။အငဲကသကောဝိုင်းလောက်ပဲရှိတယ်။ကျွန်တော်လည်းအဲ့ဒီလာခတ်သေးသေးကိုယူပြီးမြင်ဘက်ကိုပြန်ထွက်လာခဲ့ကြတယ်။ တာမောင်ကတော့လကိုခြီထားတဲ့ကြိုးစားကိုကိုင်ရင်မြောက်ကြွမြောက်ကြွဖြစ်နေပုံများတယ်။မြက်ဆက်ရောက်တော့လပေါ်အုပ်ထားတဲ့ပစိုးဟောင်းကိုဖယ်ချလိုက်တယ်။တိတ်လင်းနောနာနဲ့ပစိုးဟောင်းကိုတဝက်လောက်အုပ်ထားလိုက်တယ်။ကျွန်တော်တို့လည်းလရောင်အောက်ကမြက်ဆက်မှာအသာလှင်းလေးပစ်ကြတယ်။ဖြူလေးကတော့အလင်းရောင်နဲ့မို့တတိရှိလာပုံများတယ်။ဒါပေမဲ့လရောင်ကနေရာလွဲနေသလားအခါလွဲနေသလားတော့မသိဘူး။တမျိုးကြီးပဲမျက်စိတောင်ကျင်းလာတယ် ခဏကြာတော့ဂျူရီတို့နှစ်ယောက်သာရောက်လာတယ်။မင်းတို့ဟာကြီးကဘာလဲလို့ကြက်လုံးအမေလာလေကွာကိုမြဟန်ကြီးစီကငါတို့သွားပြီးငှားလာတာလို့ဖြူလေးကဂုံယူတဲ့အတန်နဲ့ဖြေတယ်။မနှိပ်ပါဘူးကွာလို့ဂျူဂျူကြီးစီကစိတ်ပြတ်တန်ထွက်လာတာနဲ့ဘဲဟာကမနှိပ်တာလဲငှားလာလာလာမင်းကဘာပြောချင်တာရောလို့ကျွန်တော်ကဖြတ်မိလိုက်တော့အားလုံးပဲလို့သူကပြန်ဖြေတယ်။မင်းဟာကမဟုတ်သေးပါဘူး အကုန်လုံးမနှိပ်ဘူးရေလို့တော့လေမဟုတ်နိုင်ဘူးလို့ကျွန်တော်ကပြောလိုက်တယ်။ဂျိုကြီးကဘာမှထပ်မပြောပဲသူ့လက်ထဲကငမားကြိုးတွေပြစ်ချလိုက်ပြီးကျွန်တော်နဘေးမှာထိုင်ချလိုက်တယ်။တာမောက်နဘေးစီမှာကြက်လုံးကထိုင်ချလိုက်။မင်းတို့ဟာကြီးပြန်ပို့လိုက်စမ်းပါကွာလို့ပြောတယ်။ဘာလို့တော့ဟာလို့ကျွန်တော်ကမေးလိုက်ပြီးတော့ညရပဲကွာမှောင်တဲ့ခါမှောင်မှာပဲ။ညရဆိုတာကမှောင်မှုပဲ။မင်းတို့လအတူကြီးနဲ့အလုံးမဖြစ်ပါဘူးတဲ့။ကင်ဒလို့ဖြင့်ပြန်ပို့လိုက်မယ်။ ြီးရင်တလက်စားတဲ့ရွာဘက်စီပြန်ညမယ်လို့ကျွန်တော်ကပြောလိုက်တယ်။အားလုံးလဲထကြတယ်။ဂျိုးကြီးကတော့နေအောင်ငါဂျိုးတွေဟွက်ချီအောင်မယ်ဆိုပြီးကြောက်တုံးကြီးနောက်နာစီမှာတဲချင်းရက်နေတယ်။ပြီးတော့ကျွန်တော်တို့အားလုံးကိုမြဟန်ကြီးအိမ်မက်စီပြန်လာခဲ့ကြတယ်။ရှောက်လာကြရင်ဖြူလေးကပြောလိုက်တယ်။ကိုမြဟန်ကြီးကတရိတ်ဆန်ကလေးတွေလဲအဖို့မတွဲစီဆုထားတာကွ။ကဘာပြက်မူးကြီးရွာရင်စူတလားပဲ။လှိနေတယ်မီသွားမှာ။ ကမ္ဘာပေါ်မှာမျိုးဆက်တွေပြတ်မသွားရအောင်နဲ့ဟုတ်လားလို့ဂျိုကြီးနဲ့ကြက်လုံးစီကအတန်တပြိုင်နဲ့ထွက်လာတယ်ဟုတ်တယ်ငါတို့တွေးခဲ့တယ်လို့ဖြူလေးကပြန်ဖြေတယ်လကလေးကိုကျိုးကနေကိုင်းပြီးရှေ့နာကရှောက်နေတဲ့တာမောင်ကလေကိုတော့လက်သမားဆရာကိုအောင်စိန်ကြီးကဆက်ပေးမှာတယ်လို့လှည့်ပြောတယ်ဟုတ်သေးပါဘူးလို့ကြက်လုံးကပြန်ပြောတယ်ဒီကောင်ကကျွန်တော်တို့ထဲမှာပညာရှိတွေးတတ်တယ် ဘာမဟုတ်သေးတာလဲလို့ကျွန်တော်ကလှမ်းမိလိုက်တယ်။သူတို့ဖះကဖန်ဆင်းနိုင်တယ်ရေလို့ဘူညံကပြောတာပဲ။ဖန်ဆင်းနိုင်မှာတော့ဖန်ဆင်းခိုင်းမော်ကွာ။ဘာဖြစ်လို့သူကစိတ်ပူပြီးစူးစောင်းနေရတာလဲ။ဘူညံတို့လိုမဖန်ဆင်းနိုင်တဲ့ဖះကကိုးကွယ်မိလို့စက်တရေကန်ထားပြီးပစ္စည်းစူးရတယ်ဆိုရင် ဟုတ်တုတ်တုတ်ရေလို့จิตလုံးကဖြေတယ်။တွေ့တယ်မဟုတ်လား။ဒီကောင်အတွေးခေါ်ဒီလိုတော့လည်းအဟုတ်သားရဲ့။သူပြောတာတွေကိုကျွန်တော်တွေးကြည့်နေမိတယ်။ အလုံးဘာမှပြန်မပြောကြတော့ဘူးခဏကြာတော့မှတာမောင်းစီကအတန်ထွက်လာတယ်ဒါလည်းမဟုတ်သေးဘူးတို့ဘူညံကလွတ်မြောက်ချင်တာလွတ်မြောက်ချင်နေမှာတော့ဘာတွေစုဆောင်ရအောင်မလဲဘာလို့တခြားလူတွေအတွက်ပူပန်နေရအောင်မလဲတဲ့တလူတော့လည်းအဟုတ်သားရဲ့ဒါပြည့်ဒီကောင်ကလေးတန်းကိုနှစ်ချင်းပေါက်မအောင်ခဲ့တဲ့အကောင်ဟတ်ကောင်ငါတို့လိုခုနှစ်တန်းရောက်ခါမှာအဲ့ဒါမျိုးတွေပြောလို့ကျွန်တော်ကလှမ်းပြောလိုက်တဲ့အခါအလုံးကရည်ကြတယ် သိချင်းဆုံးလာလာကြည့်သေးလို့တာမောင်းစီကအတန်ထက်ကြလိုက်ရတယ်။ကိုမြဟန်ကြီးကိုဝင်းထဲရောက်တော့တာမောင်းကခေါင်းဆောင်ပြီးတဲကြီးစီသွားကြတယ်။ကြစ်လုံးတို့ကတဲထဲကတရိတ်ဆန်ကလေးတွေကိုကြည့်ချင်လို့ဆိုပြီးလိုက်သွားကြတယ်။ကျွန်တော်နဲ့ဖြူလေးကတော့ကိုမြဟန်ကြီးထိုင်းနေတဲ့နေရာစီထွက်လာခဲ့ကြတယ်။ကိုမြဟန်ကြီးထွန်းထားတဲ့လက်ဆွဲမိရင်ကလေးကတော့ခန့်မှိန်မှိန်ရယ်။စီနေနေပြီထင်တယ်။ ိုမြဟန်ကြီးကတော့လာတာတာမှာတောက်တဲ့အဖန်ရည်ကလေးအချိန်နဲ့ကလထိုင်ကြီးပေါ်မှာအိမ်မောကြနေ။ဟောက်တောင်းနေတယ်။အိမ်မက်တွေပါရီမှန်နေပုံပဲ။ကိုမြဟန်ကြီးရဲ့အိမ်မက်ထဲမှာတော့ကျွန်တော်တို့တောင်ပါအောင်မှာရွာထဲကကောင်းလေးတစ်တိုက်သူ့စီလာပြီးလာကလေးတစ်လုံးပေးစမ်းပါလို့ပြောကြတယ်ရဲ့လို့။သူကလည်းတဲကြီးထဲမှာသူစုထားတာရှိတယ်ရဲ့လို့ပြောလိုက်မှာပဲ။အိမ်မက်ကအတော်ရှည်ရှည်မှတ်နေအောင်မှာ။ တကယ်တော့အိမ်မက်ထဲမှာရင်ကျွန်တော်တို့နေကြဖို့ကောင်းတာအိမ်မက်ထဲမှာအလင်းအမှောင်ကတမျိုးတည်းပဲအပြင်ဘက်မှာကတော့မှောင်နေမြင့်တန်ဤနေဘက်ကြီးဘက်မှာဝတ္ထုများစာအုပ်မှာ